ာပါရှင်အခုတင်ဆက်ပေးမှာကတော့ Sally City စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့2025 Met Gala ပွဲတက် Fashion Week မင်းသား Bradley Cooper နဲ့ဆက်ဆံရေးကိုတရားဝင် ထုတ်ပြလိုက်တဲ့ Gigi Hadid TikToker ဘဝကနေပြီးတော့ကိုပိုင်အခွေပါထုတ်ခဲ့တဲ့ Rising Pot Artist Edison Ray လူနှစ်တန်းခွဲတက်ရောက်ခဲ့တဲ့ Lady Gaga ရဲ့ The Mind When Mayhem on the Beach ပွဲချစ်သူနဲ့လမ်းခွဲလိုက်ပြီးဖြစ်တဲ့ Time Minda Gretting မတ်ကလောက်ပွဲကိုပထမဆုံးအကြိမ်ဖြစ်တက်ရောက်ဖြစ်ခဲ့တဲ့ရှာရုခန်62ကြိမ်မြောက် Bexan Arts Award ဆုရရှိတဲ့သူတွေအဆရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်သွားမှာပါရှင်မက်ကလာပွဲဟာနှစ်စဉ် Spring Season မှာကျင်းပလေ့ရှိတဲ့ The Metropolitan Museum ရဲ့ The Costume Institute ရဲ့ပြပွဲဖြစ်ပြီးတော့ပွဲကို theme လိုက်ကျင်းပတဲ့ရံပုံငွေရှာတဲ့ပွဲဖြစ်ပါတယ် 2025ခုနှစ်အတွက် Met Gala ပွဲကိုမေလ9ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ် Met Gala 2025ရဲ့ theme ကတော့ Super Fine Tailoring Black Style ဖြစ်ပြီးတော့ဒီနှစ် theme ရဲ့ main inspiration ကတော့ Monica L. Miller ရဲ့2009ခုနှစ်ကထွက်ခဲ့တဲ့စာ All Slave to Fashion Black Dandism and the Style of Black Diasporic Identity ကိုအခြေခံထားတာဖြစ်ပါတယ်ဒီနှစ်မှာ Coleman Domingo, Lubix Hamilton, Asap Rocky Farrell Williams နဲ့အတူ Fashion Queen Anna Wintour တို့က Co-chairy အဖြစ်ပါဝင်ပြီးတော့ LeBron James ကတော့ Honorary Chair အဖြစ်ပါဝင်ထားပါတယ်။2025ခုနှစ် Met Gala ပွဲကနေလဲရန်ပုံငွေ American Dollar 37 million ထိရရှိခဲ့ပါတယ်။ဒီနှစ် Tailored for You Dress Code နဲ့နာမည်ကြီးအမှုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။ ီနှစ်ပွဲတက်ရောက်ခဲ့တဲ့နာမည်ကြီးအနုပညာရှင်တွေများစွာထက်ကလူပြောအများဆုံးအနုပညာရှင်တွေကတော့ Karl Lagerfeld, Fourth Winter 1987 Collection Go Inspire လောက်ထားတဲ့ Chanel Outfit နဲ့တက်ရောက်ခဲ့တဲ့ Jenny ကတော့3.5 million mention လောက်ချင်ပြဲလူပြောအများဆုံးဖြစ်ပြီးအဆိုတော် Rihanna ကတော့1.7 million အဆိုတော် Nicki Minaj ကတော့1.3 million နဲ့ Ziyada ကတော့1 million mention လောက်ခံခဲ့ရပါတယ်ရှင်။ နမဲကြီး fashion model ဂျီဂျီ handy ဟာ Minda Bradley Cooper နဲ့တွဲနေကြောင်းကိုတရားဝင်ထုတ်ဖော်ဖော်ပြခဲ့ပါတယ်။ဂျီဂျီဟာ Bradley Cooper နဲ့အောက်တိုဘာ2023ခုနှစ်ကတည်းကတွဲနေခဲ့တာဖြစ်ပြီးတော့မေလ3ရက်နေ့ကမှသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာပထမဆုံးအကြိမ်ဖြစ်ဇုံလွဲပုံမျှဝေခဲ့တာပါ။ ကြီးကြီးတင်ခဲ့တဲ့အပြုံမဲနဲ့ပုံတွေကိုဓာတ်ပုံဆရာဘန်ဂျမင်ရိုဆာကရိုက်ခဲ့တာဖြစ်ပြီးတော့ပါတီမှာတငယ်ချင်းတွေနဲ့အတူတွဲရိုက်ထားတဲ့ကြီးကြီးရဲ့ဓာတ်ပုံများစွာပါဝင်တဲ့အပြင်သူ့ရဲ့ခင်မောဟောင်ဇင်းမာလစ်နဲ့ရထားတဲ့လေးနှစ်သမီးလေးရဲ့လက်ကိုကင်ထားတဲ့ဓာတ်ပုံတစ်ပုံလည်းပါပါတယ်။အဲ့ဒါအပြင်မွေးနေ့ကိတ်ရှေမှာဘရက်လီနဲ့အတူရပ်ပြီးတော့နန်းနေတဲ့ပုံကိုလည်းတင်ထားတာဖြစ်ပါတယ်ရှင်။ TikTok ကဘွားကနေ Diet Pepsi သချင်းထုတ်ပြီးတော့ Rising Pot Artist အဖြစ်ကူးပြောင်းလာခဲ့တဲ့ Addison Rae ဟာသူမရဲ့ပထမဆုံးအခွေကိုတရားဝင်ကြေညာခဲ့ပါတယ်။ Addison လို့နာမည်ရပြီးတော့သချင်း၁၂ပုတ်ပါဝင်ကဇွန်လ6ရက်နေ့မှာထွက်ရှိမှာဖြစ်ပါတယ်။ဒီခွေဟာ Addison Rae အနေနဲ့ပထမဆုံးနဲ့နောက်ဆုံးအခွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီခွေပြည့်ရဲ့နောက် project တွေကြာရင် Ray ကိုသူမရဲ့ stage name ကနေဖြုတ်ပြီးတော့ Addison အနေနဲ့ပဲဆက်လုပ်သွားမှာဖြစ်ပါတယ်။ album မထုတ်ခင်မှာ Diet Pepsi Aquaring High Fashion and Headphone On စတဲ့ single လေးပုဒ်ကိုထုတ်ထားပါရယ်။ Diet Pepsi ဆိုရင် Billboard Hot 100 Chart မှာနံပါတ်54အထိတက်လှမ်းနိုင်ခဲ့ပြီးတော့ Edison Ray ရဲ့ပထမဦးဆုံး Hot 100ပါဝင်တဲ့သတင်းဖြစ်ခဲ့ပါရယ်။နောက်ဆုံးထွက်ရှိထားတဲ့ Headphones On သတင်းဆိုရင်လည်းအခုအပတ် Billboard Hot 100 Chart မှာနံပါတ်89ပွဲဦးထွက်ခဲ့ပါရယ်ရှင်။ ော်ချလာပွဲပြီးမှာတော့ဆိုရော်လေဒီဂါဂါဟာဘရာဇန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ Rio de Janeiro မှာရှိတဲ့ကိုပါကမ်ပနာကမ်းချစ်မှာ Mayhem on the Beach ဖျော်ဖြေပွဲကြီးကိုကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီဖြော်ပြပွဲကိုတက်ရောက်အားပေးခဲ့သူ2.5 million ရှိခဲ့ပြီးတော့သမိုင်းဝင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ Mehan on the Beach ဖြော်ပြပွဲကြီးဟာ Lady Gaga ရဲ့ Mehan Ball ကဘာလှည့်ဖြော်ပြပွဲကြီးရဲ့အစိတ်အပိုင်းတစ်ခုမဟုတ်တဲ့ Stand Alone Concert တစ်ခုဖြစ်ပါတယ်။ လီလီဂါဂါကိုတက်ဆိုင်ရာဖွဲ့စည်းကနေဖျော်ဖြေပေးဖို့ဖိတ်ခေါ်ပြီးတော့ပြည်내နဲ့မြို့အစိုးရတို့ပူးပေါင်းပြီးတော့ဘရာဇီးလ်နိုင်ငံရဲ့ခီးသွွားလုပ်ငန်းနဲ့စီးပွားရေးကိုတိုးပွားစေဖို့လှုံ့ဆော်ချက်ဖြစ်ပါတယ်ဒီဘွားဟာ free concept ဖြစ်ပြီးတော့အကန့်ချိန်မှာလှုပ်တဲ့အတွက်လူတွေအပြစ်လာရောက်စုဝေးပြီးတော့အားပေးခဲ့ကြတာဖြစ်ပါတယ်။ Lady Gaga ရဲ့ဆက်သုံးနှစ်အကြာမှာ Rio de Janeiro မြို့ကြီးကိုပြန်လဲရောက်ရှိပြီးတော့ဖျော်ဖြေတာလည်းဖြစ်ပါတယ်။ မေဟန် on the beach ဖြောပြေးပွဲကြီးဟာမန်တိုနာရဲ့1.6 million စံချိန်ကိုချိုးပြီးတော့ပွဲတက်ရောက်သူ အများဆုံး stand alone concert အဖြစ်စံချိန်တင်ခဲ့ပါတယ်ရှင်2015ခုနှစ်မှာပွဲဥထွက်ပြီးတော့ Channel 3နဲ့အတူလက်တွဲလှုပ်ကင်ခဲ့တဲ့ Time Minda Crediting ဟာမစားသေးတဲ့ခင်က Channel 3နဲ့စာချုပ်ပြီးဆုံးသွားခဲ့ပါတယ်။ မင်းသားဂရတင်ဟာ GMMTV ကမင်းသမီးခပ်ပုတ်ပရချာနဲ့လွန်ခဲ့တဲ့၈နှစ်လောက်ကတည်းကကြက်ကြိုက်ခဲ့ကြပေမဲ့နှစ်လပိုင်းလောက်ကတည်းကလမ်းခွဲလိုက်တာဖြစ်တဲ့အကြောင်းကိုမကြသေးခင်ကမှပြည်သက်တွေကိုအသိပေးခဲ့ပါတယ်ဘောလီဝုဒ်ထိပ်တန်းမင်းသားရှာရုခ်ခန်ဟာ2025ခုနှစ်ရဲ့မက်ဂလာပွဲကိုပထမဆုံးအကြိမ်ဖြစ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ သူဟာအိန္ဒိယရုပ်ရှင်လောကမှာပထမဦးဆုံးအကြိမ်ဖိတ်ကြားခံရပြီးတော့ Met Gala ကိုတက်ရောက်ခွင့်ရခဲ့တဲ့မင်းသားလေးဖြစ်ပါတယ်။ Sharuk Khan ဟာအနက်ရောင်ကုတ်အင်းကြီးကိုစတိုင်ကြကြဝတ်လာခဲ့ပြီးလက်နှစ်ဖက်စလုံးမှာလက်စွပ်တွေဆင်မြန်းထားတဲ့အပြင်လက်ဆွဲပါဝတ်ဆင်လာခဲ့တာပါ။ထူးခြားတာကကြားကောင်းထိပ်ပူပါတဲ့ဒုက္ခကိုကင်ဆောင်ပြီးတော့ပွဲတက်လာခဲ့တာပါ။ Sharuk Khan ဟာဒီဇိုင်နာ Savia Sachi နဲ့သူ့ရဲ့ဒီဇိုင်နာအဖွဲ့ကိုလည်း Met Gala ပွဲအတွက်မှာသူ့ကိုဘယင်တပားလို့ခန်းစားမိစေအောင်လုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောထားပါဗျ။ ူဝစ်ဆန်ခဲ့တဲ့ဝစ်ဆောင်ကအရန်တက်တော့တက်တာရှိစေပြီးတော့သူ့ကိုဘရင်တပားလို့ခန်းစားပြအောင်လုပ်ခဲ့တယ်လို့ပြောကြားခဲ့တာပါရှင်62ကြိမ်မြောက် Bexon Arts Award ဆုဝေးပွဲကိုမေလ9ရက်နေ့ကကိုရီးယားနိုင်ငံဆိုးမြို့မှာအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီနေ့မှာလည်း Shindon Yu, Suzy နဲ့ Park Bo Han တို့ကအခမ်းအနားမှုအဖြစ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆူဇီယာဘက်ဆန်အာ့စ်အဝတ်ဆုပေးပွဲမှာအဆီဇင်တင်ဆက်သူအဖြစ်လှုပ်လာတာ10နှစ်ရှိပြီဖြစ်တာကြောင့်ဒီနေ့မှာဆူဇီအတွက်အထူးအဆီဇင်ထက်သွင်းဂုဏ်ပြုခဲ့ပါတယ်62ကြိမ်မြောက် Bexan Arts Award ကိုအမှုပညာရှင် များစွာတက်ရောက်ခဲ့ကြပြီးတော့ဒီနှစ်အတွက်အကြီးဆုံးဆုဖြစ်တဲ့ Design Grand Prize ဆုကို Culinary Class War နဲ့ Hon Jong Pyo Harbin Cinematographer တို့ကရရှိခဲ့ပါတယ်။ TV Category Drama အောက်မှာဆုရခဲ့တဲ့သူတွေကိုဆက်ကြည့်လိုက်ရအောင်ပါရှင်။ ုဆက်လက်ပြီးတော့ film အောက်မှာရရှိခဲ့တဲ့သူတွေကိုဆက်ပြီးတင်ပြပေးပါမယ်ရှင်။ တပတ်တွင်အမှုပညာသတင်းတွေကိုကျမကျူချမ်းကတင်ဆက်ပေးခဲ့တာပါဒီတစ်ပတ် Sally City အစီအစဉ်ကတော့ဒီလောက်နဲ့ပဲညနာလိုက်ပါရစေပရိသတ်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်